စနေသားသမီးမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုနိုဝင်ဘာလအတွက်တလသာဟောသရံကို ဟောကြားပေးမှာဖြစ်ပါတယ်ဒီကာလမှာအဖို့တန်တဲ့စစ်ပစ္စည်းတွေစင်ခန်းပစ္စည်းတွေဝင်ရောက်လာတတ်ပါတယ်အဲဒါလိုဝင်လာရင်လည်းနှစ်မျိုးဓမ္မမဟုတ်နှစ်ကြိမ်ဝင်ရောက်လာတာမျိုးဖြစ်ပါလိမ့်မယ်ဝေးကြီးနဲ့ပတ်သက်ပြီးတော့မှ ငွေကမဝင်တာတော့မဟုတ်ဘူးပေါ့နော်ဝင်တော့ဝင်မယ်ဒါပေမဲ့လို့ဝင်တဲ့လောက်ပြန်ပြီးတော့မှထွက်နေတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ငွေဝင်ပေမဲ့အဖက်မတင်တတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာမိမိလက်ရှိလုပ်နေတဲ့အလုပ်မှာမထင်မှတ်ဖဲနဲ့အခက်ခဲကြာနေလုပ်ပိုင်ခွင့်အာဏာတိုးတာຢာရုတိုးတာနေရာကောင်းရတာမျိုးတွေကြုံတွေ့ရတတ်တဲ့ကာလဖြစ်ပါတယ်မထင်မှတ်ထားတဲ့အထက်လူကြီး အကြီးအကဲစတာတို့ရဲ့ကိုညီပေးမှုတွေ ကြုံတွေ့ရပါလိမ့်မယ်ခင်ဗျာတရိပ်ပြုအမှာကမဖြစ်စလောက်ကိစ္စလေးနဲ့ရုံးပြင်ကနာမှာ စကားပြောရတတ်တယ်အမှုခင်ရုံးကစတာတွေမှာဖြစ်ရှင်းရတတ်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ခင်ဗျာမိမိသွားမဲ့ခရီးကိစ္စတွေမှာတနည်းနည်းနဲ့အခက်ခဲနှောက်ရှက်များတတ်ပါတယ်သွားမဲ့စီစဉ်ထားပြီးမှမသွားပြဖက်နဲ့ပြစ်သွားတာရွှေ့လိုက်ရတာမျိုးတွေ ကြုံတွေ့ရတတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာမိမိရဲ့နေဖျားကန်ဧကန်စတာတွေမှာဖလားအဟောင်းတွေပလင်းအဟောင်းတွေရောက်နေတာမျိုး ရှိနေတတ်ပါတယ်အဲဒါလိုရှိနေတဲ့ဆိုရင်တော့အမြန်ဆုံးဖယ်လိုက်တာပိုပြီးကောင်းပါတယ်မဟုတ်ရင်တော့လက်ပိတ်တတ်ပါတယ်ခင်ဗျာမိမိမထင်မှတ်ထားတဲ့သူစီကအဖို့တန်တဲ့လက်ဆောင်ပစ္စည်းတွေရတာမျိုးကြုံတွေ့ရတတ်ပါတယ် မိမိရဲ့အခြေရေနှလုံးသားရေးရာကိစ္စတွေမှာလွမ်းစွတ်တမ်းတရတာမျိုးနည်းနည်းပူပင်တော့ကအများရတာမျိုးတနည်းနည်းနဲ့အခြေရေမှာအပြောင်းလဲတွေကြုံတွေ့ရတတ်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။အိမ်တွေရဲ့အိမ်နောက်ရေးမှာတော့တယောက်နဲ့တယောက်တန်တရာလေးတွေမြားနေတတ်ပါတယ်။ဒါပေမဲ့ဆူဆူဝါးဝါးတော့မဟုတ်ပါဘူး။အကျိုးပေးတဲ့ကဏ္ဍကတော့၃ကဏ္ဍ၅ကဏ္ဍဖြစ်ပါတယ်။အကျိုးပေးတဲ့အကြောင်းကတော့ နီညိုရောင်ချောကလက်ရောင်ဖြစ်ပါတယ်။ဒီကာလမှာအညံ့ခိုက်တွေပြေပြောက်ပြီး ကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက်အင်္ဂါနေ့မနေ့စောစောမှာမိမိရဲ့အိမ်ဖျားမှာဇပယ်ပန်းရှစ်ကုံးကတ်လူပူဇော်ပြီးဆုတောင်းရပါတယ်ခင်ဗျာ။